မင်္ဂလာပါရှင်ဒီနေ့ကျွန်မကျန်းစာပိုင်းစာတွေထဲကစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုအတူတူစူးစမ်းကြည့်ခြင်းပါတယ်အဲ့ဒါကတော့လေသခင်ယေရှုလူလောကကိုမကြွလာခင်သမောင်းခေကျန်းစာတွေမှာဖတ်ရတဲ့ယေဟောဝါရဲ့ဝိညာဉ်ဆိုတာလေအဲ့ဒါဘသူကိုဆိုလိုတာလဲဒါမှမဟုတ်ဘာကိုဆိုလိုတာလဲပေါ့နော်တန်ရှင်သောဝိညာဉ်တော်ဖရားလားဒါမှမဟုတ်တခြားတဲ့ပဲရှိသေးလားဒီနေ့ဒီအကြောင်းကိုကျန်းစာအထောက်ထားလေးတွေနဲ့နည်း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 ရှိုင်းရှိုင်းဆွေးနွေးကြည့်ကြမယ် ရည်ရွယ်ချက်ကတော့ဒီရှုပ်ထွေးနိုင်တဲ့အကြောင်းအရာကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်သွားစေဖို့ပါပဲဟုတ်ကဲ့ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါဒီအကြောင်းကိုဆွေးလေးဖို့လေအမ်အခြေခံကြတဲ့ဖျားသခင်ရဲ့တဘာဝတစ်ခုကိုအရင်နားလည်ထားဖို့လိုတယ်ဗောအဲ့ဒါကဘာလဲဆိုတော့ဖျားသခင်ဟာနေရာတိုင်းမှာတချိန်တည်းရှိနေနိုင်တယ်အတိုင်းအဲ့မတီးရှိနိုင်တယ်ဆိုတဲ့အချက်ပါဟိုရှေးဟောင်းကျမ်းစာတွေယေရမိကျမ်းတို့စာလံကျမ်းတို့မှာဒါကိုရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့ရတယ်လေ ဖျားသခင်ဟာကျွန်တော်တို့ရဲ့အနီးမှာတော့အဝေးမှာတော့ရှိနေတယ်။ဘယ်နေရာမှာမှသူ့ကိုရှောင်လို့ပွန်းလို့မရဘူးဆိုတာမျိုးပေါ့။ဒီအခြေခံအယူဆကကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းတွေတော်တော်အရေးကြီးပါတယ်။ဟုတ်ကဲ့။အဲ့ဒီဖျားသခင်နေရာတိုင်းမှာရှိတယ်ဆိုတဲ့အချက်အရင်နေဆက်ပြီးကြည့်ရအောင်လေ။နောက်ထပ်စဉ်းစားစရာတစ်ခုက၃ဘာပေါင်းတစုတွေပုံကူတွေပေါ့နော်။သူတို့ကကျွန်မတို့အခုနေထိုင်တဲ့အချိန်နဲ့နေရာဟို space time လို့ခေါ်တဲ့ပုံထဲမှာလေကိုရော်တိုင်းထင်ရှားပြတဲ့ပုံစံမတူကြဘူးလို့ဆိုထားတာပဲ။ဟုတ်ပါတယ်။ ခမည်းတော်ဖះကျတော့အချိန်နဲ့နေရာထဲမှာတားရိုက်ထင်းရှာဖះလီတိတ်မရှိဘူး။อืมတားတော်ဖះကတော့လူစားတိခံယူပြီးမှတန်းအဲဖန်ဆင်းကံပုံစံနာနဲ့ပေါ့ကျွန်မတို့မြင်နိုင်ကြားနိုင်ထိတွေ့နိုင်တဲ့ပုံစံနဲ့ထင်ရှားပြခဲ့တယ်။မှန်ပါတယ်။ယောဟန်ကျမ်းတိမောသေဩဝါဒစာဒီမှာတော့တွေ့ရတယ်။ပြီးတော့ဟိုဟာလေထမြော်ရကျမ်းမှာလေမောရှိကိုဖះသခင်ကသူ့မျက်နှာတားရိုက်မမြင်နိုင်ဘူးမြင်ရင်အသက်ရှင်မှာမဟုတ်ဘူးဆိုပြီးပြောခဲ့တာရှိတယ်နော်။ဟုတ်ကဲ့ ဒါကဘုရားသခင်ရဲ့တန်ရှိမြင့်မြတ်မှုနဲ့ကျွန်တော်တို့ဖန်ဆင်းခံနေရအကန့်အသတ်ကြခြားနာချက်ကိုပြတာပေါ့လေမှန်ပါတယ် so ခမေတော်နဲ့တားတော်တို့လူစားတိမခံယူခင်တားတော်ပေါ့လေသူတို့ကဖန်ဆင်းခံတဲ့စီကနေသူတို့ရဲ့ဘုံအတီးအပြေးအဆုံကို꿰ထားတဲ့ချိန်မှာတောင်အဲ့လီဖန်ဆင်းခံလောကကြီးကဆက်ပြီးတည်ရှိနေတယ်လှုပ်ရှားနေတယ်တမန်တော်ဝထုမှပြောသလိုပဲကျွန်တော်တို့ဟာဘုရားသခင်အားဖြင့်ပဲအသက်ရှင်လှုပ်ရှားဖြစ်ပွားနေကြတာဟုတ်ကဲ့ဒီတော့မင်းရှင်ဟာရှူလာတာက ခမည်းတော်နဲ့သားတော်ကတိုက်ရိုက်ထိန်ချုပ်မထားဘူးဒါမှမဟုတ်ွယ်ထားတယ်ဆိုရင်ဖန်ဆင်းခံတဲ့တီရှိမှုကိုဘသူကထိန်ထိန်သေးထားတယ်လဲပေါ့တန်ရှင်းတော်ဝိညာဉ်တော်ဖျားရဲ့ခံကြံကဒီနေရာမှာအရေးပါလာသလားအဲ့လားစဉ်းစားစရာဖြစ်လာပါတယ်อืมဆိုတော့ခမည်းတော်နဲ့သားတော်ကဝိညာဉ်တော်ကနေတဆင့်ဖန်ဆင်းတန်တွေကိုထိန်ထိန်တာလားဒါမှမဟုတ်ဝိညာဉ်တော်နဲ့အတူစစ်တကွာထိန်ထိန်တာလားအဲ့ဒါအတိအကျခွဲခြားပြောဖို့ခက်နိုင်ပေမဲ့လေဟုတ်ကဲ့ တန်ရှင်တော်ဝိညာဉ်တော်ဖျာလဖန်ဆင်ခြင်းကိုအသက်သွင်းတယ်ထင်းထင်းပဲနေလဲဆိုတာကတော့ကျမ်းစာတွေမှာရှင်းလင်းနေတယ်လို့ဆိုနိုင်မလားဟုတ်ပါတယ်ဆိုနိုင်ပါတယ်ယောဘဝတ္ထုတို့ဆာလံကျမ်းတို့မှာဖျာသခင်ဝိညာဉ်တော်ဒါမှမဟုတ်အသက်တော်မရှိရင်ຢာအလုံးဖြစ်စည်းသွားမယ်ဝိညာဉ်တော်ကအရာအလုံးကိုအတိပြုခြင်းဖန်ဆင်းတယ်ဆိုတာမျိုးတွေကတရားချက်ကိုထောက်ပြနေတယ်လို့ပဲနော်ဟုတ်ပါပြီအဲ့ဒီအချက်ကိုနောက်ကမုံငယ်နေကြည်ရင်လည်းလေဖျားရခင်ဟာသူ့ရဲ့တန်ခိုးပါတဲ့နှုတ်ကပတ်တော်နဲ့လေအရာအလုံးကိုထိမ့်သိမ်းထားတယ်လို့ ဟေဘရဲဩဝါဒစာနဲ့စာလံကျမ်းမှာဖော်ပြတယ်။တချိန်တည်းမှာပဲယောဟန်ခရစ်ဝင်ကျမ်းအရာတန်ရှင်သောဥယျာဉ်တော်ဟာတမာတရားရဲ့ဝိညာဉ်တော်ဖြစ်တယ်။အင်းဟုတ်ကဲ့။ဆိုလိုတာကနုကပတ်တော်နဲ့ဝိညာဉ်တော်ဟာခွဲခြားလို့မရဘူးပေါ့ဗျာ။ဒါကြောင့်ကျွန်တော်တို့ဆွေးနွေးနေတဲ့ယေဟောဝါဝိညာဉ်ဆိုတာဟာလေနောက်ပိုင်းမှာဆွေးနွေးမယ့်အမြင့်တဲ့အရာဘယ်သူကိုပဲရည်ညွှန်းတည်ဖြစ်စေ ဖန်ဆီးခြင်းကိုအသက်ဆက်စေတဲ့ထိန်းသိမ်းတဲ့လုပ်ငန်းမှာတန်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ပာဝင်ပတ်သက်မှုကအရေးကြီးတယ်ဆိုတာကိုတော့ညွှန်ပြနေတယ်လို့ဆိုရမှာပါကောင်းပါပြီဒီနေရာမှာနောက်ထပ်အရင်ကြီးတဲ့အချက်ချက်ကိုကြည့်ဖို့လိုလာပြီနော်အဲ့ဒါကတန်ရှင်းသောဝိညာဉ်တော်ယုံကြည်သူတွေရဲ့ခန္ဓာကိုယ်တဲ့ကိုဝင်ရောက်ကျင်းဝတ်ချမ်းပေါ်ဟို indwelling လို့ပြောကြတာလေအဲ့ဒါနဲ့ပတ်သက်တဲ့အချက်ပါဟုတ်ကဲ့ ။အဝံခရစ်ဝင်ကျမ်းအခန်းကြီးခွာမှာပေါ့ထခင်ယေရှုကသူ့ကိုယုံကြည်သူတွေဟာဝိညာဉ်တော်ကိုခံကြရမယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဝိညာဉ်တော်ကိုမပေးရသေးဘူး။ဘာလို့လဲဆိုတော့ယေရှုပုံမပွင့်သေးလို့ဆိုပြီးရှင်းရှင်းလင်းလင်းပြောထားတာရှိတယ်။ဟုတ်ပါတယ်။တမန်တော်ဝတ္ထုအခန်းကြီးညက်မှာလဲပင်တကုတင်နေမှာ နောက်တရပြီးခရစ်တော်ကိုယုံကြည်လက်ခံသူတွေဟာတန်ရှင်သောဝိညာဉ်တော်ဆူဂျေဆုကိုခံရမယ်လို့ပေထရုကဟောခဲ့တယ် ပြီးတော့ Corinthu Owara စာတွေမှာလည်းယုံကြည်သူတွေဟာဝိညာဉ်တော်ကျင်းဝတ်တဲ့ပြီးမှန်တော်တွေဖြစ်တယ်လို့ဆိုထားတယ်လေ။ဟုတ်ပါတယ်။ဒီချက်ခန့်နေကျွန်တော်တို့သိနိုင်တာကဓမ္မတစ်ခင်မှာလိုမျိုးပေါ့။ယုံကြည်သူသူချင်းစီရဲ့ခန္ဓာကိုယ်ထဲမှာတန်ရှင်သောဝိညာဉ်တော်အမြဲတမ်းကိန်းအောင်နေထိုင်ခြင်းမျိုးအဲ့ဒါမျိုးဟာဓမ္မဟောင်းကစ်ဆိုလိုတာကခရစ်တော်ရဲ့အတီခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းမှတိုင်ခဲ့မှာအဲ့လိုပုံစံမျိုးမရှိခဲ့လို့ယူဆနိုင်တယ်ပေါ့။ဟုတ်ကဲ့ပုံစံမတူဘူးပေါ့နော်။ဟုတ်တယ်။ ဓမ္မဟောင်းခစ်မှာယေဟောဝါရဲ့ဝိညာဉ်တော်ကြားရောက်တယ်လုံစောတယ်ဆိုတဲ့ဖြစ်ပျက်တည်းရှိခဲ့ပေမယ့်အခုလိုတဦးချင်းစီရဲ့အတွင်ထဲမှာအမေကင်းဝတ်တာမျိုးနဲ့တော့မတူနိုင်ဘူးဒီချာနာချက်ကိုနားလည်ထားခြင်းဟာဓမ္မဟောင်းကျမ်းကယေဟောဝါရဲ့ဝိညာဉ်အကြောင်းကိုလေ့လာတဲ့အခါအလွန်အရေးကြီးပါတယ်ဒီနေရာမှာခဏရပ်ပြီးတော့လေပြာတိကျမ်းမှာပြောထားတဲ့ဖျောသခင်ကြီးဝိညာဉ်ခုနှစ်ပါးဆိုတာလေးကိုခဏကြည့်ကြည့်ရအောင်ဟုတ်ကဲ့ ဗျာဒိကျအခန်းကြီး၄နဲ့၅မှာပလင်တော်ရှိကမိခွက်ခုနှစ်လုံးပြီးတော့တိုးတံငယ်ရွဲ့မျက်စိခုနှစ်လုံးကိုဖျားသခင်ကြီးဝိညာဉ်ခုနှစ်ပါလို့ဖော်ပြထားတယ်နော်ဒီကျမ်းကဒါကိုအိရှရာအနာဂတိကျမ်းအခန်းကြီး၁၁ကမေရှိယကျုံပရိုဖက်ဖြစ်ချက်နဲ့ဆက်ဆက်ပြထားတယ်ဟွန်းဟိရှာယကျမ်းမှာကြတော့မေရှိယအပေါ်ကြားရောက်မဲ့ဝိညာဉ်တော်ရဲ့အင်္ကာရက်ဒီပညာတို့ညာတို့အကြံပေးခြင်းကြံခိုး အတိပညာဖျားကိုကြောက်ရွံ့ခြင်းတရားစီရင်ခြင်းစသဖြင့်ပေါ့အဲ့ဒါတွေကိုဖော်ပြထားတာတွေ့ရတယ်ဒီတော့ဝိညာဉ်ခုနှစ်ပါးဆိုတာတိချက်ဝိညာဉ်တွေမဟုတ်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ပြည့်စုံခြင်းသူ့ရဲ့လှုပ်ဆောင်မှုအမျိုးမျိုးကိုပုံဆောင်ဖော်ပြတာဖြစ်တယ်လို့နားလည်နိုင်တာပေါ့နော်ကောင်းပါပြီအခုကျွန်တော်တို့ရဲ့အရိကမြေခွန်စီပြန်တွေ့ကြရအောင်ဓမ္မဟောင်းကျမ်းထဲကယေဟောဝါရဲ့ဝိညာဉ်ဆိုတာဘာလို့လဲဒီကျမ်းစာပိုင်းစာတွေကိုလေ့လာကြည့်တဲ့အခါ အဓိကအမြင်နှမျိုးကိုတင်ပြကြတာတွေ့ရတယ်။ပထမအမြင်ကတော့ရှင်းပါတယ်။ဒါတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုတိုင်းပဲဖြစ်တယ်ဆိုတဲ့အမြင်ပါ။ဟုတ်ကဲ့ဒီအမြင်တော့စံစာထောက်ထားတယ်တော်တော်များများရှိတယ်လို့ဆိုထားတယ်နော်။ဟုတ်ပါတယ်။ဥပမာကဘာဦးကျန်းအစာပိုင်းမှာဖျားသခင်ကြီးဝိညာဉ်တော်ရေပေါ်မှာလှုပ်ရှားတာပြီးတော့ဖာရောဘင်ကယောသက်ကိုဖျားသခင်ကြီးဝိညာဉ်တော်ရှိတော်သူလို့အတိမတ်ပြုတာ။ တဲတော်တိဆောက်ခုဘီဇလီလာကိုဝိညာဉ်တော်နဲ့ပြည့်စည်ပြီးဉာဏ်ပညာပေးတာတွေပါတယ်။ဟွန်း။နောက်ပြီးတော့တရားသူကြီးတွေလေအော်တန်ကြီးလာဂီဒွန်ယေဘတာသူတို့အပေါ်ယေဟောဝါရဲ့ဝိညာဉ်တော်ကြားရောက်ပြီးတိုင်းပြည်ကိုကယ်တင်စေခဲ့တာ။ရှန်ဆွန်ကိုဝိညာဉ်တော်ကတန်ခိုးပေးခဲ့တာ။ဒါဝိဒ်ပြည်ရင်ကသူ့ရဲ့ဆာလန်ဒီဟာဝိညာဉ်တော်ရဲ့တိုက်တွန်းမှုနဲ့ရေးသားခဲ့တယ်လို့ဆိုတာ။ နောက်ဆုံး prophet တွေရဲ့ဖြားလဲတော်တွေဟာတန်ရှင်တော်ဝိညာဉ်တော်ရဲ့တိုက်တွန်းမှုနဲ့ခံယူဖဲကြရတဲ့ဆိုတာတွေပေါ့ဟုတ်ကဲ့ပေတရုကဂျာကိုခရစ်တော်ရဲ့ဝိညာဉ်လွတ်တော်သုံးလုံးခဲ့တယ်ဒီတာရကာရီအလုံးကယေဟောဝါရဲ့ဝိညာဉ်ဟာတန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ဆိုတာကို ထောက်ပြနေတယ်လို့ဒီအမြင်ကဆိုပါတယ်ရှင်ဟုတ်ကဲ့ဒုတိယအမြင်ကတော့နည်းနည်းလေးပို့ပြီးတော့စဉ်းစားစရာကောင်းနိုင်တယ်ဒီမြင်ကပါကိုအဆိုပြုတယ်လေဆိုတာလေဓမ္မဟောင်းကျမ်းမှာ ုံးထားတဲ့ယေဟောဝါရဲ့ဝိညာဉ်ဆိုတဲ့အတုံးလုံးဟာအမြဲတမ်းတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုယ်တိုင်ကိုတိုက်ရိုက်ရည်ညွှန်းတာမဟုတ်ပဲနဲ့တခါတရံမှာယေဟောဝါဘုရားရဲ့အခွင့်အာဏာနဲ့သူ့ရဲ့ကိုယ်စားအဖြစ်ဆေးလွတ်ခံရတဲ့ကောင်းကင်နမန်တပါးပါးရဲ့လွတ်ဆောင်ချက်ကိုရည်ညွှန်းလာဖြစ်နိုင်တယ်ဆိုတာပါပဲ။အိုးဒါကစိတ်ဝင်စားဆိုတာပဲ။ကောင်းကင်နမန်ဒီလား။ဘာကြောင့်အဲ့ဒီလိုတွေ့ရတာလဲ။တို့ရဲ့အကြောင်းပြချက်တွေကဘာတွေလဲရှင်။ဒီဒုတိယအမြင်တော့အဓိကစဉ်းစားရချက်တချို့ရှိပါတယ်ဗျာ။ ဥပမာကဘာအိုတီတုံမာရေပေါ်မှာလှုပ်ရှားတဲ့ဝိညာဉ်ဆိုတာလေဖန်ဆင်းခြင်းအစမှာဖျားသခင်ရဲ့အမိန့်တော်ကိုစောင့်ကြနေတဲ့ကောင်းကင်ဘုံနေဖြစ်နိုင်တယ်လို့သူတို့ကယူဆတယ်။အင်းပြီးတော့ယောသတ်ကိုဉာဏ်ပညာပေးတာဘေးစလီနာကိုလက်မှုပညာကျွမ်းကျင်စေတာတရားသူကြီးတွေနဲ့ရှောင်စွန်ကိုတန်ခိုးပေးတာတွေမှာလေဖျားသခင်ကသူ့ရဲ့ကောင်းကင်တမန်တွေကိုကြားကန်ဖြစ်အသုံးပြုပြီးဒီစွမ်းတွေကိုပေးအပ်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုလိုတာပါ။ ဒါဆိုရင်ဘာကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုယ်တိုင်မဟုတ်ပဲကောင်းငင်တမန်ဖြစ်ရတာလဲဆိုတဲ့မြေခွန်းရှိလာနိုင်တာပေါ့နော်ဟုတ်ပါတယ်အထူးသဖြင့်ဘာလန်နဲ့ဖြစ်ရကဒီဒုတိယအမြင်ကိုထောက်ခံသူတွေအတော့အဓိကဂျိုးချောင်းပြချက်တစ်ခုဖြစ်နေတယ်တောလီယာကျမ်းမှာ prophet ဘာလန်ဟာဣသရေလကိုကျင်းဆဲဖို့ငားရမ်းခံရပေမဲ့ဖျားသခင်ကြီးဝိညာဉ်တော်သူ့အပေါ်ကြာရောက်ပြီးကောင်းကြီးပြတဲ့စကားတွေပဲထွက်လာခဲ့တယ်ဟုတ်ကဲ့အဲရီဇာလမ်မမီတယ်ဒါပေမဲ့ဘာလန်မှာလိုမကြည့်ပြီး ဖျားသခင်ရဲ့အလိုတော်ကိုစန့်ကျင်ဖို့ကြိုးစားခဲ့သူလေဒီအမင်းကိုကင်ဆွဲသူတွေကယာကုပ်ဩဝါဒစာမှာဖော်ပြထားသလိုတတ်မှတ်ခြင်းကအဖြစ်ကိုဖြစ်စေတယ်ဆိုတဲ့အချက်ပြီးတော့ယောဟန်ခရစ်ဝင်ကျမ်းရဲ့ဩဝါဒစာတွေမှာတန်ရှင်းသောဝိညာဉ်တော်ကိုတမာရီယာရဲ့ဝိညာဉ်တော်တန်ရှင်းခဲ့တဲ့ဝိညာဉ်တော်လို့ဖော်ပြထားတာတွေကိုကိုးကားပြီးတော့အဖြစ်နဲ့လောဘရဲ့လွမ်းမှုမှုအမှရှိနေတဲ့ဘာလန့်လိုလူမျိုးအပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုယ်တိုင်တရိုက်ကြရောက်ပြီးသူ့ကိုထိုင်းချုပ်စကားပြောစေမှမဟုတ်ဘူးလို့ကြိုးချောင်းပြတယ်။အော်ဟုတ်ကဲ့ အဲ့ဒီအစားဘုရားသခင်အလိုတော်အတိုင်းဣသရေလကိုကောင်းချီးပေးဖို့ဘုရားသခင်ဆီလွတ်လိုက်တဲ့ကောင်းကင်တမန်တစ်ပါးကဘာလန်ပေါ်ခက်တဲ့ချက်ရောက်ပြီးသူ့ကိုဟိုကြားခံစကားပြောဆက်တဲ့ဘက်အဖြူပြင်းနေတာဖြစ်နိုင်တယ်လို့သူတို့ကဆိုပါတယ်။အင်းဒါကတော်တော်လေးနည်းနည်းလေးအဆူပြချက်ပဲနော်။ Prophet ပြချက်တွေနဲ့ပတ်သက်လို့ရောဒီအမြင်ကဘလို့ရှင်းပြတယ်လဲရှင်။ Prophet ပြချက်တွေနဲ့ပတ်သက်ရင်လေဒီဒုတိယအမြင်ကကောင်းကင်တမန်ရဲ့အခန်းခံတာကိုပဲထောက်ပြတယ်။ဒါနီယယ်အနာဂတ်ကြီးကြားမှာဆိုရင်ကောင်းကင်တမန်ဂါဗရီလခိုတိုင်က ဒန်နီယယ်စီလာပြီးအနာကက်ကြောင်းတွေဗျားတွေယူပါယုံတွေကိုရှင်းပြခဲ့တာတွေ့ရတယ်မို့လားဟုတ်ကဲ့တွေ့ရပါတယ်ဒါကြောင့်ပေတရုကပရိုဖက်တွေထဲမှာရှိခဲ့တဲ့ခရစ်တော်၏ဝိညာဉ်လို့ပြောတာတောင်မှအမြဲတမ်းတန်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်ကိုဆိုလိုခြင်းမှဆိုလိုမယ်ခရစ်တော်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့တာဝန်ပေးခံရတဲ့ကောင်းကင်တမန်တော်ရဲ့လွန်စော်မှုကိုရည်ညွှန်းတာလည်းဖြစ်နိုင်တယ်လို့ဒီအမြင်ကယူဆတယ်။အော်ယေရှုကြီးလေးကိုဝိညာဉ်တော်ကခြိဆောင်ထားတဲ့ဆိုတဲ့ဖြစ်ရမျိုးမှလည်းအလားတူပဲ။ ဖျားရခင်ရဲ့အမိနဲ့ကောင်းကင်တမန်တော်ကလှုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ Okay ။ဒါဆိုရင်ကျွန်မတို့မှာအမျက်နှစ်ခုရှိနေပြီပေါ့။တစ်ခုကဓမ္မဟောင်းဆန်းကယေဟောဝါရဲ့ဝိညာဉ်ဟာတန်ရှင်းသောဝိညာဉ်တော်ဖျားကိုတိုင်းပဲဆိုတာ။ဟုတ်ကဲ့။နောက်တစ်ခုကတော့ဒါဟာတခါရင်ရမှာဖျားသခင်ရဲ့အာနာနဲ့ဆဲလွတ်ခံရတဲ့ကောင်းကင်တမန်တွေရဲ့လှုပ်ဆောင်ချက်ကိုရည်ညွှန်းတာဖြစ်နိုင်တယ်ဆိုတာ။ဒီအမြင်တစ်ခုကိုတင်ပြပြီးတဲ့အခါဒီစံစာအပိုင်းစားရတဲ့ဟာဘယ်လိုနှီးကုံချုပ်ထားတယ်လဲ ဒီကျမ်းကဆုံးသမှာအရန်အရေးကြီးတဲ့အချက်တစ်ချက်ကိုဖော်ပြထားတယ်ဗျာအဲ့ဒါကတော့ဖျားသခင်ဟာကိုရိုတိုင်းတက်ရဲ့အလုတ်လုတ်တီဖြစ်စေကောင်းကင်တမန်ဒီလိုသူဖန်ဆင်းထားတဲ့ဂျာဟန်ပုဂ္ဂိုလ်လေးကနေတဆင့်အလုတ်လုတ်တီဖြစ်စေအဆုံးဆုံးမှာတော့လုတ်ယုတ်နေတာဟာဖျားသခင်ကိုယ်တိုင်ပဲဖြစ်ပြီးသူ့ရဲ့အလိုတော်စာပြည့်စုံတယ်ဆိုတဲ့အချက်ပါပဲဟုတ်ကဲ့ယေဟောဝါရဲ့ဝိညာဉ်ဆိုတဲ့အတုံးကမြားသောအဖြစ်တန်ရှင်းသောဝိညာဉ်တော်ဖျားကိုရည်ညွှန်းဖို့အလားလာများပါတယ်ဒါတော့မှလည်း ဒါပေမဲ့အချို့သောဖြစ်ရတဲ့မှာအထူးသဖြင့်ဟိုဘာလန်ရဲ့ဖြစ်ရလူမျိုးမှာတန်ရှင်းသောဝိညာဉ်တော်ဖျားကိုလိုင်းကကောင်းကင်တမန်တွေကိုအမိန်ပေးစေခိုင်းပြီးအလုလုခိုင်းတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်လို့ယူဆသုံးသပ်ထားပါတယ်။ဩဆိုတော့ကောင်းကင်တမန်တွေကဝိညာဉ်တော်ရဲ့အလုကိုကြားခံဆောင်ရွက်ပေးတာမျိုးပေါ့။ဟုတ်တယ်။အလုသဘောမျိုးပေါ့။ဒါကစိတ်ဝင်စားစရာရှုထောင်းတော့ပဲနော်။တကယ်တော့ကောင်းကင်တမန်တွေအလုလုတဲ့ဆိုရင်တော့ဆာလန်ဂျန်ဒီပေဒရိုအိုရာစာတွေမှာဖော်ပြထားတယ်လို့ပဲ။ သူတို့ဟာဖျားသခင်ရဲ့အမိန်တော်ကိုနားခံပြီးအမှုတော်ဆောင်ကြတဲ့ဖန်ဆင်းခံနေပဲလေမှန်ပါတယ်ကောလိုဒေဩဘရာဆောင်မှာပြောထားသလိုကောင်းကင်တမန်တွေအပောင်ဝင်အရာခတင်းကိုဖန်ဆင်းပြီးတည်မြဲစေတဲ့သူဟာဖျားသခင်အထူးသဖြင့်တားတော်ဖျားဖြစ်တာကြောင့်ကောင်းကင်တမန်တွေကတဆင့်လှုပ်ဆောင်နေဆိုရင်တောင်းအရင်စစ်လိုက်ရင်ဖျားသခင်ကိုယ်တိုင်လှုပ်ဆောင်နေတာပဲလို့ဆိုနိုင်တာပေါ့နော်အတိကြပါပဲယောဟန်ခရစ်ဝင်ကျမ်းမှာသခင်ယေရှုကငါခမီးတော်ဒီယခုတိုင်အောင်အလုတ်လုတ်တော်မူသည်ဖြစ်ဖြစ်ငါဒီလဲလုတ်ဤလို့မိန့်ခဲ့တယ်လို့မျိုးပေါ့အတိကြပါပဲ ဖျားတခင်ဟာအရာအလုံးကိုတပားတဲ့နေဘသူအကူညီမှမပါဘဲလုဆောင်နိုင်တဲ့အနန္တတန်ခိုရှင်ထတဲ့လေစာလံကုဆတ်တဆတ်နဆတ်မှာပါတယ်လို့ပေါ့ဒါပေမဲ့ကျမ်းစာတစ်လျှောက်မှာတွေ့ရတာကဖျားတခင်ဟာသူရဲ့ဖန်ဆင်းခံတဲ့ကောင်းကင်တမန်တွေဖြစ်စေလူသားတွေဖြစ်စေသူတို့နဲ့အတူ အလုပ်လုပ်ဖို့သူတို့ကိုသူ့ရဲ့လက်ဆွဲတော်အဖြစ်အသုံးပြုဖို့ရွေးချယ်လေးရှိတယ်ဆိုတာပါပဲဟုတ်ကဲ့ဟုတ်ကဲ့ကိုရင်သူအိုဝါရာဆာမဆိုရင် ငါတို့သည်ဘုရားသခင်နဲ့အတူလှုပ်ဆောင်တော်သူဖြစ်ကြ၏လို့တောင်ဆိုထားတယ်မဟုတ်လားဟုတ်ပါတယ်ဒါကြောင့်ဓမ္မဟောင်းကျမ်းမှာဖော်ပြထားတဲ့ယေဟောဝါရဲ့ဝိညာဉ်ရဲ့လှုပ်ဆောင်မှုတစ်ခုခုဟာတန်ရှင်သောဝိညာဉ်တော်ဘုရားကိုယ်တိုင်ရဲ့ဒါယိတ်လှုပ်ဆောင်မှုလားဒါမှမဟုတ်ဘုရားသခင်ကကောင်းကင်တမန်တွေကိုစေခိုင်းပြီးလှုပ်ဆောင်စေခဲ့တာလားဆိုတာကတော့တခါတည်းမှာအတိအချာပိုင်းဖြတ်ဖို့ခက်ခဲနိုင်တယ်ပြီးတော့အဒီပဲဖွင့်ဆိုမှုကွဲပြားနိုင်တဲ့အချက်ဖြစ်တယ်လို့တီချန်ကဆိုထားပါတယ်။အရေးကြီးတာက ဘလုံနီးနဲ့ဖြစ်ဖြစ်ဘုရားသခင်ရဲ့အကြံအစီကအောင်မြင်တယ်ဆိုတာပါပဲဒီဆွေးနွေးမှုတစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်လေယေဟောဝါရဲ့ဝိညာဉ်ဆိုတဲ့အသုံးအလုံးလေးတစ်ခုတည်းကနေဘုရားသခင်ရဲ့တဘာဝသုံးပါပေါင်းတစုရဲ့ဆက်နွယ်မှုဖန်ဆင်းခြင်းကိုထိမ့်သိမ့်ပုံတမဟောင်းနဲ့တမတိခိကြားကဝိညာဉ်တော်ရဲ့လှုပ်ဆောင်ပုံကြွားချားချက်ဖျားသခင်နဲ့ကောင်းကင်တမန်တွေရဲ့ဆက်ဆံရေးစတဲ့အကြောင်းအရာတွေအများကြီးကိုထီးတွေ့စဉ်းစားခွင့်ရလိုက်တယ်နော်ဟုတ်ပါတယ် ဒီလေလာဆွေးနွေးမှုရဲ့အဆုံးမှာကျွန်တော်တို့ဆက်ပြီးတွေးတောဆင်ခြင်ကြည့်ဖို့အချက်လေးတစ်ခုထားခဲ့ချင်ပါတယ်ဗျ။ဖျားသခင်ဟာအရာခတ်ထင်းကိုတပားတဲ့လုဆောင်နိုင်တဲ့အစွမ်းရှိလင်းနဲ့ဘာကြောင့်ကောင်းကင်တမန်တဲ့လို့ကြားကန်ဖို့ကိုလေးဖြစ်စေဆက်ကရင်တို့တုံးကိုကိုမှပြောတယ်လို့ကျွန်တော်တို့လိုမဆုံလင်းတဲ့လူသားတွေကိုဖြစ်စေသူ့ရဲ့ look for song ဖတ်ပုံ co-workers ဖြစ်ပါဝင်စေဖို့ရွေးချယ်ရတယ်လဲဆိုရင်မေးခွန်းပါပဲ။အင်းစိတ်ဝင်စားစရာ မေးခွန်းပဲ။ဒီလိုသာစင်ခံနေတဲ့အတူတူကွာ။ အလုလုဖို့ရွေးချယ်ခြင်းကဖယားသခင်ရဲ့နှိမ်ချမှုမေတ္တာဒါမှမဟုတ်ဖန်ဆင်းခြင်းလောကကြီးနဲ့သူရဲ့ဆက်ဆံရေးပုံစံကြောင့်ဘလို့နှံ့နေတဲ့အမတ်တရားတွေကိုကျွန်တော်တို့ကိုသင်ပြပေးနေတယ်လေဒါလေးကိုဆက်လက်တွေးတော့ဆင်ခြင်ကြည့်ဖို့အလုံးအတွက်အင်စာဖြစ်ထားခဲ့ရင်းနဲ့ဒီနေ့ဆွေးနွေးမှုကိုညီကုံချုပ်လိုက်ကြရအောင်ဟုတ်ကဲ့ပါရှင်